ီဇလန်ကိုတော့1998ခုနှစ်ကိုစိန်တင်လာပြီးတိုင်ဖွန်းကုန်သွယ်ရေးကိုတီထောင်လာတဲ့ဖခင်ဖြစ်သူတိတ်ဆုံးပြီးရဲ့နောက်မှာပေါ်ပေါ်နေတဲ့တဲသားဖြစ်သူကစီးပွားရေးကြက်တဲနေတဲ့အဲ့ဒီကာလကိုမိသားစုတော်ဝန်ထမ်းဆောင်ဖို့ဖြစ်လာတဲ့အခါကြုံတွေ့ရမယ့်ဒုက္ခတွေကိုစိတ်ဝင်စားဖို့ရည်ကူးတင်ဆက်ထားပါတယ်။ဇလန်ဆောင်မှာတော့တိုင်ဖွန်းကုန်သွယ်ရေးကိုရည်ကူးပြသနေပြီးဝန်ထမ်းအနေနဲ့မိသားစုတပွဲဆက်ဆံရေးကိုရည်ကူးပြသထားပါတယ်။တစ်ဖက်မှာတော့တိုင်ဖွန်းကုန်သွယ်ရေးရဲ့ သားဖြစ်သူဂန်ထေဘုံဟာလူကုန်းထံတတိရရဲ့သားသမီးတွေစုဝေးနေတဲ့ဟိုတယ်ရှိမှတွေ့မြင်ရမှာဖြစ်ပါတယ်။ဘလက်ထဲမှာတော့ဒေဘုံတို့အဖွဲ့ဟာနမည်ကြီးပုံရပြီးအကကကဖြောပြေးတင်ဆက်နေကြပါတယ်။အဲနောက်မှာတော့ဒေဘုံဟာခမ်းမဝင်ခဲ့ပြီးကောင်မလေးတယောက်ကဒေဘုံကိုဖက်လိုက်တာကြောင့်ဟန်းကျုံတယောက်ဆိတ်ဆိုးသွားကခံခွက်နဲ့ပေါက်ပစ်လိုက်ပါတယ်။ထေဖုန်းကတော့ပြဿနာမဖြစ်ချင်တာကြောင့်ထွက်သွားဖို့လုပ်ခဲ့ပေမဲ့ရန်ဖြစ်ချင်နေတဲ့ငနေသားကတော့ထေဖုန်းစိတ်မတူတူအောင်ဝေတာလေးကိုပြဿနာရှာလိုက်ပါတယ် အဲနောက်မှာတော့ဒေဖုန်းကတားလိုက်ပြီးဒေဖုန်းရဲ့ခေါင်းကိုခုံနဲ့ရိုက်ခံလိုက်ရပါတယ်။ခေါင်းကနေသွေးစည်းလျှောက်လာတဲ့အထိစိတ်မဆိုးခဲ့ပေမဲ့သူ့ရဲ့နာမည်ကြီးအင်ဂျီပေါ်ပေသွားတဲ့အခါမှာတော့ပြန်လဲတက်ခိုက်ခဲ့ရ။တကယ်ချင်းကပါအကူကြီးတက်ခက်ကြီးခဲ့ပါတယ်။အဲနောက်ညပိုင်းမှာတော့သူတို့ကိုရဲစခန်းမှာတွေ့ရပြီးဒေဖုန်းရဲ့မိဖြစ်သူကတော့တောက်ကိုစိတ်ပူနေခဲ့ပေမဲ့အဖေဖြစ်သူကတော့ကိုယ်ကိစ္စကိုရှင်းဖို့ပြောလိုက်ပြီးဘဝအကြောင်းသိရင်ဖို့လိုချောင်ပြောနေခဲ့ပါတယ်။ တိုင်ဖွန်ရဲ့ဘေကတော့တိုင်ဖွန်ကွန်တေရဲ့ပုံစံလေးဖြစ်ပြီးအဲ့ဒီအချိန်မှာပဲပြန်ဘက်ကုမ္ပဏီကသူတို့သားအတွက်ဒီပြဿနာကိုရှင်းလင်းခဲ့ပြီးဖြစ်ကြောင်းပြောနေခဲ့ပါတယ်။ဒီနောက်မှာတော့တိုင်ဖွန်ရဲ့ဖေးပြသူကပြန်ဘက်ကုမ္ပဏီရဲ့ပုံစံလေးကိုဦးညွတ်ကကာရကကိုဖွင့်ပေးခဲ့ပါတယ်။ဒီနောက်မှာတော့ဖခင်ပြသူကတိုင်ဖွန်ကိုမိဘတွေကိုရဲစခန်းတီးရအောင်လုပ်ပြီးတောင်းမန်စကားမပြောတာကြောင့်တားမိုက်လို့ပြောလိုက်ပါတယ်။တယ်ဖုန်းကတော့ပြောစရာတွေပြီးရင်ပြန်ဖို့ပတ်စံ1000လောက်ပေးလို့ပြောလိုက်တော့ဘာကင်ပြည်သူမှာစိတ်ဆိုးဒေါသထွက်တာကပိုက်ရိုက်လိုက်ပြီမဲ့သူစိတ်ထဲမှာတော့ဝမ်းနဲ့နေပုံရပါတယ် ။အဲဒီနောက်တော့ဒေဗွန်ကသူ့ရဲ့ပန်းတွေကိုစိုက်ပျိုးနေတဲ့အချိန်ကုန်စေခဲ့ပါတယ်။နောက်တနေ့မနက်မှာတော့ဒေဗွန်ကပန်းတွေကိုယူလာပြီးအင်ကိုပြန်ဖို့ရထားကိုစောင့်နေခဲ့ပါတယ်။ရထားပေါ်မှာတော့ကောင်မလေးတယောက်ပေါ်ကိုအိမ်ငိုက်မိတာကြောင့်တောင်းပန်လိုက်ပါတယ်။ရထားပေါ်ရောက်တဲ့အခါမှာတော့အကြီးချင်းဆိုရင်ကောင်မလေးကစိတ်လုံရှားနေခဲ့ပါတယ်။တကယ်တော့ဒေဗွန်ကသတင်းစာကအင်ကြီးစော်စေတဲ့ရောင်းနာကိုကြည့်နေခဲ့တာပါ။ကောင်မလေးရဲ့နာမည်ကတော့မီဖြစ်ပြီးတော့ဖခင်ရဲ့ကုမ္ပဏီမှာလုံလုံနေတာကိုထယ်ဖုန်းတယောက်ကမသိခဲ့ပါဘူး နိုင်နေငယ်ကြမှာတော့ဖခင်ဖြစ်သူကအလုတ်တောင်းလို့လုပ်နေတော့ခဏပေါ်မှာအိတ်နေတာကိုမြင်တော့အလုတ်တစ်ခုရှိသေးချင်တော့ပြောလိုက်ပါတယ်။အဲဒီနောက်မှာတော့တငယ်ချင်းဖြစ်သူထံမှာဖုန်းဝင်လာပြီးအချစ်ရှာပွေအစီအစဉ်တွေလူလူလာကြောင်းလာပြီးဖို့ပြောလိုက်ပါတယ်။အဲဒီနေရာမှာတော့ထယ်ဖုန်းကလူကြိုက်များနေခဲ့ကပျော်ရွှင်စွာအစီအစဉ်ကိုဆုံးသက်ပေးခဲ့လိုက်ပါတယ်။တစ်ချိန်တည်းမှာပဲထယ်ဖုန်းကုမ္ပဏီကချိန်နေတော်ကောင်းနေခဲ့တာဝန်ထမ်းတွေကိုလည်း bonus တွေပါပေးနိုင်ခဲ့ပါတယ်။အဲဒီနောက်မှာတော့သူတို့ထံခွင့်ရတဲ့ရောက်လာကကိုယ်စလဲကတော့စာချုပ်အတွက်တုံ့ဆိုင်နေခဲ့ပါတယ်။ တကယ်တော့ဒီစာချုပ်ကအားနေချက်အားသာချက်တွေတွန်တွဲနေခဲ့တာပါ။နောက်ဆုံးမှာတော့တတိယဖြစ်သူကလှုပ်ဖို့ဆုံးပြလိုက်ခဲ့ပါတယ်။အဲဒီခေတ်ရဲ့တောင်ကိုရီးယားစီးပွားရေးကချက်တဲနေပြီးထယ်ဖုန်းရတငယ်ချင်းတယောက်လည်းစီးပွားရေးကြောင့်ထပ်ပြေးနေခဲ့ရပါတယ်။နောက်မှာတော့အိမ်ပြန်လာတဲ့လမ်းမှာပဲဖခင်ဖြစ်သူကိုတွေ့ခဲ့ပေမဲ့အေးဆက်တလို့ထင်ရတဲ့သူတို့ရဲ့ဆက်ဆံရေးကြောင့်ထယ်ဖုန်းကတော့ငေးကြည့်နေုံကလွယ်ပြီးမသွားခဲ့ပါဘူး။နောက်တစ်နေ့မှာတော့ထယ်ဖုန်းကုန်တယ်ရေးမှာစိုးရွားတဲ့အခြေအနေဖြစ်လာခဲ့ပါတယ်။ အယောင်းဝယ်စမပြေဖြစ်ခဲ့ပြီးနောက်လာအခြေအနေပုံမှန်မဖြစ်မချင်းလစာရီအကျွေးတင်မှာဖြစ်တယ်လို့ကြေညာလိုက်ပါတယ်။အဲနောက်မှာတော့စိတ်ပြေမမှုတွေကြောင့်ထဲဖုန်းရဲ့ဖခင်ဟာကျဲမြင်ပေါ်သို့လဲချသွားခဲ့ပြီးစေးရုံမှာစေးကုသမှုခံယူနေခဲ့ရပါတယ်။အဲဒီအချိန်မှာပဲစေးရုံမှာထဲဖုန်းဟာဖခင်ဖြစ်သူကိုစောင့်နေဖုန်းဝင်လာကယူရန်ဖန်းခံရတာကြောင့်လာဖို့ပြောနေခဲ့ပါတယ်။ထဲဖုန်းရောက်သွားတဲ့ခါမှာညာခေါ်လိုက်ကြောင်းသိသွားခဲ့ပါတယ်။အဲဒီအချိန်မှာတငယ်ချင်းဖြစ်သူကဝင်လာပြီးအဖေဖြစ်သူအရေးပေါ်ဖြစ်နေကြောင်းပြောကစေးရုံကိုပြေးခိုင်းလိုက်ခဲ့ပေမဲ့သူရောက်သွားတဲ့အချိန်မှာတော့ဖခင်ရဲ့တက်ကိုမမိခဲ့ပါဘူး။ အဲ့ဒီအချိန်မှာအမေဖြစ်သူကဒီလောက်ရေးကြည့်တဲ့အချိန်မှာအဖေကိုထားပြီးဘာလို့ထွက်သွားရတယ်လို့မျက်ရည်တွေနဲ့မေးလိုက်ပါတယ်။ထဲဖုန်းထွက်ကတော့ကောင်းကင်ကြီးပြောကြသလိုခံစားခဲ့ရပါတယ်။တကယ်တော့ထဲဖုန်းကဆိုးသွမ်းနေကြတာမို့ပဲနဲ့ဖတ်ခင်ကိုဂုံယူစေခြင်းခဲ့ပေမဲ့နောက်ကျသွားခဲ့ပါပြီ။အဲ့ဒီအချိန်မှာပဲအပိုင်းတစ်ပြီးဆုံးသွားခဲ့တဲ့အပိုင်းနဲ့မှပြန်လည်ဆုံတွေ့ကြမယ်ခင်ဗျာ။